စတက်ကလေးကိုလှုပ်ပါမယ်3 2 1 go အဲတော့ပါမယ်ခုသွားနေမှာမီလီလင်းနေပါလေမန်နျူရယ်မှုနဲ့သွားတာပါဒီဟာကြာလို့ရှိရင်တော့ပရိုဂရမ်မှုကြာလို့ရှိရင်ကိုကြက်တဲ့ပုံမှုဒီသွားလို့ရပါတယ် ပြီးရင်ဦးကျွန်တော်တို့သွားတဲ့နှုန်းကနေပြီးတော့အခုမှာ2.0 km/h နဲ့သွားပါတယ်အခုက incline 1 level မှာရှိပါတယ်အဲပြီးရင်အခုကျွန်တော်တို့ speed လေးတင်မယ်ဆိုလို့ရှိရင်2 5 30ဒီထက်ကြိုက်တဲ့ကနေကိုနှိပ်နှိပ်လို့ရှိရင်နေပြီးတော့ကိုကြိုက်ကိုနိုင်မဲ့ speed နဲ့နှိပ်ပေါ့နော်နှိပ်ပြီးရင် confirm လာနှိပ်ဥပမာကျွန်တော်ငါးကိုနှိပ်ပြမယ်ငါးနှိပ်လို့ရှိရင်မီလီလာမယ်ပြီး confirm နှိပ်ဥငါးပြောင်းရပါပြီအဲ ။ဘာပြောပြီးပြောင်းပြီးဆိုလို့ရှိခုအောက်မှာကြည့်တော့စပီလီယာနေပြီးတော့5 km per hour နဲ့သွားပါတယ်။ပြီးရင်ဒီပြီးတော့ပြီးဒီမှာ fan လေးတွေပါပါတယ်။နော် fan လေးလည်းပါတယ် fan ပိတ်မယ်ဆိုလို့ရှိရင်ရှက်၊၃ရှက်၄ရှက်လောက်မှပိတ်ပါတယ်။ဒီဒီက speaker လေးကြီးကြလို့ရှိရင်ဒါကနေပြီးတော့ဒီထက်ဆက်ဘာသာတန်လေးတွေကတီတွန်မီတာပေါ့နော်အဲ့ဒါလေးကိုအတန်တိုးချောက်လောက်တာပါ ီးရင်ဒီဘက်မှာ incline တောင်တက်လေးပါပါတယ်အဲ့ဒီတောင်တက်လေးကြလို့ရှိရင်ကိုကြိုက်တဲ့ကဏ္ဍကိုရွေးပါရွေးပြီးလို့ရှိရင်ပြီးတော့ဒီမှာ confine လုပ်ပါ55 incline 55ဆိုလို့ရှိရင်35 degree လောက်နဲ့ညီမျှပါတယ်ပြီးရင်ကျန်တာကတော့ဒီကောင်ကတော့ဒီမှာဒီထဲမှာဒီထဲမှာမပါတဲ့ကဏ္ဍကိုဟိုကိုကသွားရှင်တဲ့ဘဝမှာစစ်လောက်သွားရှင်တဲ့ဆိုလို့ရှိရင်စစ်ကိုဒီကနေလာရှင်လို့ရပါတယ်နော်အမမစစ်လာရှင်လို့ရပါတယ်သူက option တစ်ခုပေးထားပါတယ် incline နဲ့ incline နဲ့ဒီမှာပါပဲ အင်္ဂလန်ကခုလိုလက်ရှိကတော့1 1ဆိုရင်ကျွန်တော်တို့ဒီမှာမရှိတဲ့ခဏနှစ်ကိုသွားလိုက်မယ်နှစ်သွားရှင်လဲဆိုရင်ဒီမှာဘာလေးနဲ့အဆင့်တိုးပါမယ်အဆင့်ရပါပြီပြီးဒီမှာနှလုံးခုန်လေးလေးပါပါတယ်ဘယ်ညာခံရမှာပေါ့နော်အဲ့ဒီကောင်ခံလို့ရှိရင်ကျွန်တော်တို့ကဒီ screen မှာလာပြီးတော့ပေါ်ပါတယ်ပြီးရင်ဒီမှာဒီကောင်လေးတွေကြလို့ရှိရင်ကျွန်တော်တို့ကဘယ်ရှင်မှာသွားရလဲဆိုလို့ရှိရင်ဒီမှာ user user 1 2 3 4အဲ့လိုပြောင်းလဲရှင်ပါနေပြီးတော့ဒီကောင်လေးနဲ့သွားလို့ရပါတယ်အပေါ်အောက်သွားတာပါ navigator key လို့ခေါ်ပါတယ်ဒီကောင်လေးကိုတခုခုဟာ compile လို့ရှင်တယ်ဆိုရင်အနက်ခောက်ပါမှားသွားတာပြူသွားတာရှိတယ်ဆိုလို့ရှင်လည်းပြန်ပြီးတော့ power ပိတ်လို့ရှင် reset ပြန်ဖြစ်သွားပါတယ်အရင်လိုပြည့်စက်ပါပြီးရင်ဒီမှာဒီမှာပါတဲ့မှာသွား fat burn ဆိုရင် calorie burn အဲ့လိုပါတယ်အဲ့ဒီဟာတွေပါတယ်ဆိုလို့ရှင်သူပါတဲ့ပုံမူတည်ပြီးတော့သူ့ program တိုင်းသူက speed တင်ပြီး light ပြေးအောင်ပါပဲအဲ့ဒီရှင်မှာ incline ကနေပြီးတက်လာမယ်ဆင်းလာမယ် လုပ်လို့ရပါတယ်။ပြီးရင်ကျွန်တော်တို့သုံးမယ်ဆိုလို့ရှိရင် store နှိပ်လို့ရပါတယ်။ပြန်ဒီမှာကိုကိုမီကိုရဖောင်းနေပြီးတော့ Android ပဲဖြစ်ဖြစ် Apple ပဲဖြစ်ဖြစ်နေပြီးတော့ခေါင်းပြောင်းပါတယ်ဆိုလို့ရှိရင်တရှင်းနှားထောင်လို့ရပါတယ်။ပြီးဒီမှာ USB ပေါက်ခေါင်းပါပါတယ်။ USB ကတော့ကျွန်တော်တို့သိတဲ့လောက်ကတော့ data saving လုပ်တယ်လို့သိရပါတယ်။ပြီးဒီမှာခွက်လေးတွေကြာလို့ရှိရင်ကိုအစင်မီတာထည့်လို့ရပါတယ်။အောက်မှာလည်းခွက်ထည့်တဲ့ခွက်ပါပါတယ်။အဲ့လိုဆိုရပါပြီ။